မြန်မာနိုင်ငံမှာအလကားနေရင်စစ်တပ်ဆန့်ကျင်ရေးနဲ့အမုန်းတရားတွေကြောင့်နိုင်ငံမှာချက်လက်ပတ်ရန်နေရလို့ကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုပြန်ပါတယ်။အော်တိုဘာလ2ရက်နေ့ကရန်ကုန်မြို့မှာစစ်တပ်ထောက်ခံတဲ့တရုတ်ဆောင်လူရှင်တော်တွေအပါအဝင်ရုပ်ရှင်အတိုင်းဝိုင်းတွေနဲ့တွေ့ဆုံစဉ်တွေ့ကြံ့ဖို့ခင်ကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်ကြံ့ဖို့ခင်က သူစစ်သားဖြစ်ခဲ့စဉ်ကရှေ့တန်းထွက်နေရခြင်းကနေပြန်လာခြင်းမှာတာသမီတွေကမမှတ်မိကြသလိုတိုက်ပွဲမှာလည်း82နှစ်ကြာတက်ခတ်ခဲ့ရပြီးတနက်16ချက်မှန်ခဲ့ကကြီးနှစ်တောင်ဟာခွဲစိတ်မရတော့ဘဲဘိုက်ထဲမှာကြံနေတယ်လို့လည်းဆိုထားပါဗျ။2020ရွေးကောက်ပွဲမှာမဲစင်းမာရွင်နဲ့ဆိုပြီးအကြောင်းပြအာဏာသိမ်းခဲ့တဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲစင်းတွေမှာလူဦးရေ900တဲက လူဦးရေ300ကမှားယွင်းနေတယ်လို့ကြံဖို့ပါတီကဘူးလက်လဆွေက အော်တိုဘားလ9ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်အချက်ဖတ်စစ်တကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးမှာလွတ်တော်အမတ်လောင်းတွေရဲ့လုံကြုံရေးနဲ့မဲယုံတွေကိုကဲဆောက်မှုအတွက်သူတို့စစ်တပ်လက်အောက်ခံပြူစောထီတွေပြည်သူစစ်တွေနဲ့လုံကြုံရေးအဖွဲ့တွေကိုရွေးကောက်ပွဲဆိုင်ရာရဲတွေအဖြစ်အသုံးပြုမှာဖြစ်တယ်လို့စစ်တပ်ပြည်ဒဲရေးဝင်ကြီးဌာနသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့လက်ရှိအကြက်ဖက်စစ်တပ်ကလုံမဲ့ဒါနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့ရွေးကောက်ပွဲအတူကြီးအတွက်လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုသူတို့စစ်တပ်ရဲ့ပြည်ထရေးဝင်ကြီးဌာနကအဓိကတာဝန်ယူပြီးရဲတပ်ဖွဲ့ကလုံခြုံရေးအပိုင်းကိုဥဆောင်အဖွဲ့အဖြစ်တာဝန်ယူမှာဖြစ်တယ်လို့ဆိုပါတယ်